ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မလို့ကောင်လေးကိုဒီလိုဆဲနေရတယ်။ရှမ်းမြောက်မှာဒီကောင်ကမောင်ခိုလမ်းကြောင်းမှာဒီကောင်မောင်ခိုကူးနေတဲ့ကောင်လေ။သူကရှမ်းမြောက်မှာတက်မလို့နိုင်နေကြတာမဟုတ်ဘူး။မောင်ခိုလမ်းကြောင်းပွင့်နေကြတာတော့။အဲဒါလို့လေကျွန်တော်ပြောချင်တာတက်မလို့ချစ်တယ်ချစ်တယ်ဆိုတာတက်မလို့ချစ်တတ်ဖို့လူတယ်။အဲဒါကျွန်တော်ပြောတဲ့စကားမဟုတ်ဘူး။ဘိုးကျော်ကပြောတဲ့စကားနော်။နောက်ပြီးတော့တက်မလို့အကြီးကြီးတွေလည်းငါနဲ့ဆဲပြီးမူရစရာမလို့ခင်ဗျားမဝေဖန်တဲ့ရင်ခင်ဗျားတို့လူကိုပြောမဝေဖန်နဲ့လူပြောမဝေဖန်တဲ့ရင်မဝေဖန်နဲ့လူပြောကျွန်တော် အလုံးတည်ပြကြတဲ့အတိုင်းပဲဒီကနေ့မှာစစ်ကောင်စီလော်ဘီဇော်ဘွန်ဟင်းကိုစစ်ကောင်စီကပြန်ဖမ်းပြီးစစ်ကြောနေတယ်လို့သိရပါဗျ။ဒီသတင်းထွက်ပေါ်လာတော့ Telegram ဘောမအုပ်စုဖြစ်တဲ့ကြော်စွာတို့အဖွဲ့ကဝန်တာအားရဖြစ်နေကြပြီးစစ်ကောင်ဆောင်တွေကိုစဲထားတာနဲတော့နဲသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ရေးတင်ကြပါဗျ။တက်တော့ဘောမထဲမှာတော့သူအဖမ်းခံရတော့ကဇော်ဘွန်ဟင်းကစပီအောက်လုပ်ပေးခဲ့ပေမဲ့အခုချိန်မှာ ကျော်စိုးဦးကဘာမှထုတ်မပြောရဲပဲငြိမ်ကုတ်နေတာကိုတွေ့ရပါတယ်။နောက်ထပ်ပြူခေါင်းဆောင်ငပေါက်ကတော့ဇော်ဘုံဟင်းအဖန်းခံရတာဟာ PDF လက်ထဲရောက်တာထက်စာရင်ပိုကောင်းကြောင်းစစ်ခေါင်းဆောင်တွေကိုဆဲဆူထားလို့အဖန်းခံရတာဖြစ်ကြောင်းကိုချင်းမဆာနာပြောဆိုထားတာကို တွေ့ရပါတယ်။ဒီနေ့မှာအပျော်ဆုံးကောင်ကတော့ခေါင်းဖြူအောင်မင်းဖြစ်မယ်တင်ပါတယ်။ အောင်နိုင်သူတယောက်လို Telegram မှာဗီဒီယိုဖိုင်တစ်ပုဒ်တင်ထားတာကိုအခုလိုပဲတွေ့ရပါတယ်ကျွန်တော်အခုကောင်းလေးဆိုတော့ပြောပါရည်ရနော်ကောင်းလေးဆိုတော့ပြောပါကျွန်တော်တို့တိကျတယ်ပိုဆောင်ဖို့ရခောင်းလေးထည့်နိုင်နိုင်ဟုတ်လားဟာဟာဘ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 ယ်လိုဖြစ်လို့လဲဘယ်လိုဖြစ်လို့လုပ်ပါအောင်သူ့အောင်သူဆောင်နေကုန်တာအောင်မင်းနဲ့ပါတိုင်လို့ရလုပ်ပါအဲ့တော့ကျွန်တော်စိတ်ဝင်စားအောင်ပြအိကခဏအောင်ကျွန်တော်ပြောချင်တာတော်တော်တက်လို့ဟိုရှစ်တဲ့လူကခဏလောက်ရတယ်ဒီခဏတော်တော်ဟိုအနတ်တော်တော်ခိုးရပြီပြ ဟိုဘယ်သူကတက်မလို့ဖြစ်တာလဲလုပ်ပါအောင်ပြောပါအောင်ခင်ဗျာကိုစောဘဝေးထောက်ပြနေတာလေခင်ဗျာမကြောက်ဘူးလားဗျာခင်ဗျာပြည်သူလူထုဘက်မှာခင်ဗျာပြည်သူလူထုခက်ခဲလို့ထောက်ပြနေတာလေဗျာတက်မလို့ရဲ့လိုအပ်ချက်တွေထောက်ပြနေတာလေဗျာတက်မလို့ချစ်လို့အာတော်တော်ကြီးကုန်ပြီဗျာပဲကျွန်တော်ကကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးဗျာเนาะကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျားကတကယ်ကြီးအဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post တွေကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျားကျွန်တော်ထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့ သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခမရနဲ့ဒီပဲကြိုက်တဲ့အချိန်လုံးလို့ရတယ်နော်ခမရတယောက်တည်းမဟုတ်ကြိုက်တဲ့သူဗျာမြမပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူလူကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခမရကြိုက်တဲ့အယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာတွေကျွန်တော်ဓမ္မကုန်းဘလို့ဘောမလဲ။ဟိုနေ debate လုပ်လို့ရတယ်။နော် debate လုပ်လို့ရ။ကျွန်တော်ပြောပြမယ်ဗျာ။ကမ်မရာကိုချစ်တယ်ဆိုတာက ်တက်မတော်ငါနဲ့ကင်တုတ်ချင်တယ်တုတ်တုတ်နေလို့မရအောင်နော်ကျွန်တော်ပြောချင်တာအဲ့ဒါဆိုလို့ရှိရင်တက်မတော်ဟာရှမ်းမြောက်တစ်ခွက်တည်းမှာယူစစ်တိုက်နေတာမဟုတ်နော်ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မတော်ကောင်လင်းကိုဒီလိုဆဲနေရတယ်ရှမ်းမြောက်မှာဒီကောင်ကမောင်ကိုလန်းကျောင်းမှာဒီကောင်မောင်ကိုကူးနေတဲ့ကောင်လေသူကရှမ်းမြောက်မှာတက်မတော်နိုင်နေကြတာမဟုတ်မောင်ကိုလန်းကျောင်းပွင့်နေကြတာကျွန်တော်လူတယောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူးကျွန်တော်တို့ကသတင်းဌာနဗျာဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘူးဘယ်တော့မှလည်းထည့်မပြောဘူးခဏလို့သိအောင်ပြောပြလိုက်မယ် တကယ်သာ तू ဟာဟလာ तू ပြောလို့ तू ဟာစိတ်ကောင်းရှိပါတယ်လို့ဟလာ तू ဟာဘာဖြစ်ပါတယ်လို့ညာဖြစ်ပါလို့ဆိုရင်ခမရကျွန်တော်ပြောပြမယ်။နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လေဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကိုလိုင်းပေါ်မှာနေမင်းကစားပြောတယ်။အဲ့လိုပဲကျွန်တော်ဟိုပါတီယုံဆိုတဲ့ပါတီယုံကြီးတစ်ခုတည်းကနေပြီးတော့အဲ့ယုံနဲ့ကကျွန်တော်မထွက်ရင်ပါတီအဲ့ပါတီကိုတော့မဲမပေးပါဘူးဆိုလုပ်ခဲ့တယ်။ပြီးတော့ तू ဟာဒီဘက်မှာကြာတော့ပန်းလူတွေအာ तू လောက်လူတွေကိုချစ်တာတို့ तू ကလူတွေကိုဘယ်လိုတနာတတ်တာတို့နော်ကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူး။ မပြောဘူးဆိုဖွင့်လင်းပြောကျွန်တော်တို့ကသတင်းသမားသတင်းမဲလုတ်တက်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါဖွင့်လင်းပြောပြတာမှန်တယ်သူလည်းကျွန်တော်လည်းရံပြဖို့စိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလိုပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အထိအဆင့်အထိကျွန်တော်ရောက်ဘူးရဲ့ဒါပေမဲ့ तू မိန်းမဘသူဖြစ်တယ် तू မိန်းမဘာဖြစ်တယ်ဟုတ်လား तू ဘလို့ဖြစ်တယ်ကျွန်တော်ဘရောမှမပြောဘူးကျွန်တော်မိန်းမအကြောင်းအနေနဲ့ तू ရှောက်ပြောတယ်မောင်ကဟုတ်ကပေါက်ခဲ့ရတယ်နော်ကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မရောကိုချစ်တယ်ဆိုတာတက်မရောကိုဝေဖန်တယ်ဆိုတာကလူတိုင်းကဝေဖန်တတ်ဖို့လူတယ် တက်မတော်မှာပွင့်နေပြောရရင်မတတဲ့မတရားသားရင်းနဲ့ဖွဲ့စည်းထားတာနော်မတရားသားရင်းနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမှားရှိမှာပဲမှန်တယ်အဲ့ဒီအမှားကိုထောက်ပြတဲ့နေရာမှာထောက်ပြတတ်ဖို့လူတွေဗျနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျနော်လူကြီးတွေဒီအချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မတော်အတွက်ကပုံမှန်အခြေအနေမဟုတ်ဘူးအရာအားလုံးကိုသူတို့တွေအနေနဲ့ကြိုးစားပန်းကလုပ်နေရတဲ့အချိန်ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မတော်ကသူ့ကိုလာဖားတာဘယ်ကောင်းမှလည်းဖားမခံဘူးခဏ ကြိုက်တယ်လို့ဖားကြည့်ပါလားဖားဖားကြည့်ပါလားကျွန်တော်တို့ကကြတော့ဘောမတယ်လို့ဖားတယ်လို့ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းဘူးမှမပါဘူးဘောမလည်းမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာတခြားလူတွေနဲ့အမြင်မတူတာတွေရှိရရှိနေကျွန်တော်ပြောချင်တာအမြင်မတူတာချင်းအမြင်မတူချင်းကမတူချင်းပဲเนาะအဲ့ဒါကဘောမတာမဟုတ်ဘာလို့ကျွန်တော်တို့ကတို့နဲ့တချို့လူတွေနဲ့အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှတို့နဲ့မတူတဲ့အမြင်တွေရှိနေချင်းပဲကျွန်တော်ပြောချင်တာเนาะကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေအထားမှာ သူကြကုတ်ကြဲယုံနေတာအဲ့ကြကုတ်ကြဲယုံကြနေတာဟာလေဘယ်သူအတွက်မှမဟုတ်တက်မလို့အတွက်လည်းပါတယ်ပြည်သူအတွက်လည်းပါကျွန်တော်ပြောချင်တာကျွန်တော်တို့ရှိမှာတခြားနီးတက်မလို့ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်တခြားပုံစံနဲ့တက်မလို့ထောက်ပြလို့ရတာပါအများကြီးရှိတယ်တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောကသူထောင်ဝဲဝင်ဝင်မကလို့သူ့ဘောကသူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူတယောက်ကျွန်တော်အဲ့လိုလေခေါင်းလည်းလည်းမထည့်ဘူးကြာသူ့ဘောကသူဘာကြီးလည်းဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်ခင်ဗျားတို့လည်းကျွန်တော်ပြောချင်တာ တက်မတော်ချစ်တယ်ချစ်တယ်ဆိုတာတက်မတော်ကိုချစ်တတ်ဖို့လူတယ်အဲ့ဒါကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဘိုးကျော်အောင်ကပြောတဲ့စကားเนาะတက်မတော်ကိုချစ်တတ်ဖို့လူတယ်ဆိုတာအချိန်လုံးကလည်းဘိုးကျော်အောင်ကလည်းဒီလိုပဲပြောခံရတာပဲเนาะစက်ကြီးဘက်ကတုံးတဲ့ချင်းတုံးတဲ့လူရတယ်ဒါပေမဲ့တခုတော့ရှိတယ်ဟုတ်လားကျွန်တော်အမတွေအမတွေဟုတ်လားထားတော့ကျွန်တော်မိဘတွေကျွန်တော်ရဲ့မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ဝေဖန်ကြရမလို့ဘူးလေနော်နောက်ပြီးတော့တက်မတော်အကြီးကြီးတွေလည်းငါနဲ့ဆဲပြီးဝေဖန်ကြရမလို့ခင်ဗျားမဝေဖန်တဲ့ရင်ခင်ဗျားတို့လူကိုပြော မဝေဖန်နဲ့လို့ပြောမဝေဖန်တဲ့မဝေဖန်နဲ့လို့ပြောကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့မဝေဖန်နဲ့လို့ပြောအမှန်နဲ့သူတို့နဲ့ကျွန်တော်ကြားမှာသဘောထားကိုယ်လည်းမို့ကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်လို့တော့ကျွန်တော်လက်မခံငါနဲ့ကြိုက်လို့တော့လက်မခံဘူးခင်ဗျာကျွန်တော်ပြောပြမယ်အဝေးကြီးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တက်မတော်အကြီးကြီးတွေဆိုတာဟာလာအဲ့ပခုံးကအပွင့်နေကနော်လမ်းရွယ်ဝင်လာတာမဟုတ်ဘူးဗျာသူတို့ပါတော့သူတို့လားဘူကြီးဘူမှုသူအဆင့်ဆင့်ဆင့်ကဲတာဝန်ထမ်းဆောင်ပြီးတော့မှနော်နောက်ဆုံးရိုင်းရင်ပြောရင်မသေးလို့ဒီနေရာကိုရောက်လာကြတယ် ခင်ဗျားအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျားအိမ်ဘေးကမိမယူနာမည်တက်ပြီးရင်ဆဲကြည့်လိုက်အောင်ခင်ဗျားဘလို့အပြစ်ဒဏ်ခံရမလဲဆိုနော်ကျွန်တော်တို့ကပွင့်လင်းပြောတာမှန်တယ်တက်မလို့အကြီးကဲတွေကိုဒီလောက်စော်ကားနေလူမဖမ်းနဲ့ပြောတော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတော့တကယ်ကိုအားမလို့အားမရဖြစ်ခဲ့တယ်ဖမ်းလိုက်ပြောဆိုဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူလို့လို့သူခံရတာဘူးမလာလို့တာမဟုတ်ဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျားအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားကြိုက်တဲ့ဒီဘိတ်လို့လို့ရတယ်ခင်ဗျားတို့ကြိုက်ပါဆိုရင်လူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့ နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျားတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမှားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီဟောဘယ်လိုဝေးဖန်ခါလာကျွန်မဗျာဟိုပါဗောနည်းဆက်ဆင်းမင်းများခါလာဗောဟိုပါဗောဟိုတော့ဘိုးဘာကြောင့်အဲ့လိုတော့ကြားနေရတယ်ကျွန်မဗျာနည်းဘာပြောပြောဗောလူကံကောင်းနဲ့ပြောဟမှာကျွန်မဗျာစစ်တပ်ကဖန်တယ်စစ်တပ်ကဖန်တယ်စစ်တပ်ကဘာလို့လဲတော့တစ်ဖက်ကမကျင်တဲ့တိုက်လို့ရှိရင်တော့ဥပဒေမှာတော့ လောရမှာပဲတမပူဘာမှုရောတော့မတီတူတယ်ကိုသောဘုန်းကြီးကန်ကောင်းတာပေါ့အပြစ်မှာဆိုရင်ဒီတရက်ကဖမ်းသွားရင်ခေါင်းဖြတ်ခံရမယ်တက်ခံရမယ်စစ်တပ်ကဖမ်းသွားရင်ဖမ်းကြောက်မှလည်းလူကားမရှိဘူးတမမဟုတ်လားတမပြအဲ့တော့အဆိုးရေကအကောင့်တစ်ခုပဲပြောရမှာဒါတပိတော့လည်းရေရဲရာတုံးတက်ပါတယ်တမဒီကခါကလေးအဲ့လိုဖဲဆိုမိတာလေးနေအများလားဒီလိုလို့ကြတော့ဒီကြီးတွေတခုကြီးကိုတုံးတက်တာဟုတ်တမပြအဲ့တော့ဘာကြောကြော စိတ်ကောင်းစိတ်မကောင်းရင်ကလွဲလို့ပေါ့ဒါနဲ့ကုသိုလ်ဘုန်းကြီးကအဆိုးတွေကဟောဟောအဆိုးတွေကအကောင်းမဲ့တွေ့ရမှာကံကောင်းနဲ့ပြောရမှာတမစစ်တပ်ကဖမ်းရင်စစ်တပ်ကထောင်မဲ့ခါပါတမပီရဲကဖမ်းရင်ရဲဆက်ဆက်တန်းရဲဆက်ဆက်လို့အဲ့တော့ဒီပီဒီရဲ့အန်ဒီရဲ့ကတော့ကြီးဝေးပါတာပေါ့တမမဟုတ်လားတမဘယ်နဲ့တူနေတပြည့်တော်တို့ကတန်းတဲ့တော်တော်ဆိုးတို့မှတစ်ဆယ်ဦးတို့တော်တော်များများကြည့်ရဲ့ တက်မလို့ဝိုင်းရံထောက်ခိုင်းလို့ကိုတော်မျိုးမင်းတို့အများကြီးရှိရဲဟိုကနောင်တော်လေးတို့ဟိုကဟိုအောင်မင်းတို့အများကြီးအများကြီးပါပဲဟိုနာမကဒါမှစပိုက်တာစုလို့ဟိုကတော်မျိုးတို့အများကြီးရှိရဲသူတို့လေဆိုလို့ရှိရဲအပြင်သွားရမလုံးမလုံးဘူးလေတမပီဒီရဲ့အန်ဒီရဲ့ကြောက်အောင်ပါအဲ့တော့ကိုတော်ဖုံးရတာထောင်ထဲမှာတော့တကယ်လို့ထောင်ထဲရောက်ခဲ့ရဲ့လေ တောင်ထဲမှာတော့ဥစဉ်လဲနေခဲ့တယ်မြို့လဲနေခဲ့တာပဲမဟုတ်လားတမပါဘုရားတောင်ထဲမှာတော့ဥစဉ်စစ်ဆောင်လေးဖက်လိုက်ဟုတ်လားတမပါအဲ့ဆံပြုံလေးတောင်းလိုက်ခေါင်းမသာပုံမှန်လာလို့ရှင်ခေါင်းဝင်ဝင်ဖောက်လို့ရတဲ့အနေသားလို့တမပါဘုရားဥစဉ်စစ်ထောင်ထဲမှာတော့အစီအစဉ်ကျက်မကြီးအသက်ရှိပူပြီးမှအသက်ရှိသွားတာပေါ့တမပါဘုရားအသက်ရှိကြောင်းနီလန်ကောင်းနေခေါင်းထဲမှာလုတ်ပေါ့ မှန်ပါဗျာဒါဒါလည်းမတိကြသေးပါဘူးခေါ်ယူစစ်စစ်မင်းများနဲ့အဆင်မဲ့ရှိရေလို့ပြီးတော့ကြားလာမှန်ပါဗျာပုံမှန်လေးဗာပုံမှန်လေးပုံမှန်လေးမဆွဲမချင်းရတော့တပြိုဆိုနေနဲ့ပြောလို့မရသေးဘူးဟုတ်လားမှန်ပါဗျာအဲ့ဒါပဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နော်ခေါ်ယူစစ်စစ်မင်းများနဲ့တော့တပြိုဆိုဟာတစ်စင်ကြားရတယ်မှန်ပါပါပဲဒါတော့မှန်ပါဗျာနော်မှန်ပါ